ရိသမားလုံးပဲမင်္ဂလာပါခင်ဗျာနာမည်တောက်တာနေ့မှာကျင်းပမဲ့1 Friday Fights 111တိုင်ပွဲကြီးမှာတော့မြန်မာဖိုက်တာစွန့်ခဲ့ပွဲစဉ်ပါဝင်လွတ်နေပါတယ်မွန်လူမျိုးမြန်မာဖိုက်တာစွန့်ဟာ Thai Fighter ပတ်ဝီချင်းနဲ့စိတ်မကျွေးပြန်ထိုးရမှာပါဒီပွဲစဉ်ကတကယ်ကိုကြီးကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်ခင်ဗျာဘာကြောင့်လဲဆိုတော့ပတ်ဝီချင်းနဲ့စွန့်တို့ဟာစိတ်မကျွေးပွဲဖြစ်ကစားရမှာဖြစ်လို့ပါပဲ သူတို့နှစ်ယောက်ဟာ1 Friday 5 91တုန်းကတစ်ချိန်တွေ့ခဲ့ပြီပါပြီအဲဒီတုန်းကဆွန်ရက်ကနေပတ်ဝီချကိုအမပိတိုင်လူကြီးရဲ့ဆုံးဖြတ်ချက်နဲ့အနိုင်ရသွားခဲ့တယ်ပေါ့လေအဲ့ဒီပွဲပြီးမီဒီယာနဲ့တွေ့ဆုံချိန်မှာတော့ပတ်ဝီချကဘာပြောသွားခဲ့လဲဆိုတော့သူဟာဒီပွဲမှာစိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေဖြစ်နေတာကြောင့်ဆွန်ရက်ကိုအေးနေသွားခဲ့ရတာပါတဲ့နောက်တစ်ပွဲပြန်တွေ့ချင်ပါတယ်တဲ့အဲ့လိုသာပြန်တွေ့ခွင့်ရမယ်ဆိုရင် ပတ်ဝီရှင်ဘာလဲဆိုတာကိုဆုံးရသိသွားရစေမယ်ဆိုပြီးတော့သူပြောခဲ့တယ်ခင်ဗျာအခုတော့ပတ်ဝီရှင်ရဲ့ဆူတောင်းပြေးသွားပြီပေါ့လေဝမ်းချမ်းမြေရှစ်ကသူ့နှစ်ယောက်ကိုစိတ်မကြည်ပွဲပြန်တယ်ပေးလိုက်ပါပြီဒီပွဲဟာတကယ်လဲကြီးကောင်းပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့နှစ်ယောက်လုံးကနိုင်ပွဲကိုစီလိုအပ်နေလို့ပါပဲဝမ်းချမ်းမြေရှစ်မှာဆုံးရက၅ပွဲဆက်တိုက်အနိုင်ရပြီးတော့၆ပွဲမြောက်ပွဲပေါ့လေ သူထိုးခဲ့တာကခံမနိုင်ထိုးခဲ့တယ်။ကဲမဟုတ်ဟိုရှောက်ပွဲမြောက်ဆိုတာကျွန်တော်နိုင်ပွဲဆက်မှုနဲ့ပြောတာနော်။သူထိုးခဲ့တာအဲ့အထက်များနေပြီ။အဲရှေးကပွဲစဉ်နဲ့တွက်မယ်ဆိုရင်အဲ့ဒီပွဲဟာအဲစုစုပေါင်း12ပွဲမြောက်ပွဲစဉ်ဖြစ်သူထိုးခဲ့တာ။အဲ့တော့9ပွဲဆက်တိုက်နိုင်တော့ तू ကအဲ့ရှောက်ပွဲဆက်တိုက်တာနိုင်လိုက်မယ်ဆိုရင်အမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာအုပ်ကြီးကိုစွန်ရက်ကရသွားနိုင်ခြေရှိသေးပြီ။ဒါပေမဲ့အဲ့ဒီမန်ချက်ဟာစွန်ရက်အတွက်အကောင့်ထဲပေါင်မလာခဲ့ဘူး။ဘာကြောင့်လဲဆိုတော့သူခံမွန်နိုင်ကို အမှတ်ဆုံးပြချက်နဲ့အရင်နေသွားခဲ့ရလို့ပါပဲအဲ့တော့ဝမ်မာလက်ရှိချိန်မှာဆွန်ရက်ရဲ့ချုံဘွဲရေတော့က9ဘွဲဖြစ်သွားပြီအဲနိုင်ဘွဲကတော့စုစုပေါင်းသူ့မှာ6ဘွဲရှိထားတယ်ပေါ့လေအခုပေါ့ဝီရှင်းနဲ့ပြန်တွေ့တဲ့ပွဲမှာသူ့နဲ့နိုင်ဘွဲရောက်လို့ပါတယ်ဘာကြောင့်လဲဆိုတော့နောက်ဆုံးဘွဲမှာသူခန်းပုံနှံကိုချုံထားတော့ဒီဘွဲသာထပ်ပြီးချုံလိုက်ရင်ဆွန်ရက်ဟာနှစ်ပွဲဆက်အချုံရလိုက်ရင်ဆန်ရတဲ့အင်တာစီကိုရောက်သွားပါလိမ့်မယ်ခင်ဗျအဲ့တော့ နောက်ဆုံးပွဲခန့်ပွန်နိုင်ကိုရှုံးထားတာကိုကူစားဖို့အတွက်ဆွန်ရဟာဒီပွဲကိုအနိုင်ရဖို့အားကုန်ထုတ်ပြီးကြိုးစားလာတာကိုကျွန်တော်တို့မြင်တွေ့ရနိုင်ပါတယ်။တစ်ဖက်ကသူ့ရဲ့ပြန်မဖြစ်တဲ့ပတ်ဝီချစ်ကိုကြည့်လိုက်တော့လေပတ်ဝီချစ်ကဆွန်ရကိုအေးနေပြီးရဲ့နောက်မှာသူကယော့ဆင်နဲ့ထိုးရတယ်။အဲ့ဘက်မှာသူကအမှတ်ဆုံးပဲတဲ့နဲ့အနိုင်ရခဲ့တယ်။သူ့အနေနဲ့သုံးပွဲဆက်တိုက်ရှုံးနိုင်ခဲ့ရတာကိုနောက်ဆုံးပွဲမှာယော့ဆစ်ကိုအနိုင်ပြီးတော့ပတ်ဝီချစ်ကူစားနိုင်ခဲ့တယ်ပေါ့လေ။ပတ်ဝီချစ်ကလည်းပြောရမယ်ဆိုရင်တော့ ဒီဆုံရက်လိုပဲဝမ်အတွက်ကြောင့်ရင့်ကျက်တဲ့ fighter တယောက်ပါ သူဝမ်မှာထိုးခဲ့တဲ့ပွဲစဉ်စုစုပေါင်းကျွန်တော်တို့ပြောမယ်ဆိုရင်ဗျာသူ့အနေနဲ့အဲဒီ yorkshire ရဲ့ပွဲကိုရောက်တဲ့အထိပါမယ်ဆိုရင်သူ10ပွဲတောင်ထိုးခဲ့ပြီဗျအဲ့တော့သူ့ရဲ့အတွေ့အကြုံကလည်းမနှဲလာပဲဘူးဒီတော့ဆုံရက်ဟာသတိကြီးထားပြီးတော့ဒီပွဲကိုပြန်ကစားရပါလိမ့်မယ်ပထမပွဲစဉ်အနေထားကို ကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ရမယ်ဆိုရင်အဲ့ပွဲစဉ်တုန်းကပတ်ဝီရှစ်ဟာဆွန်ရက်ကိုအပြန်အလှန်ရှင်ထိုးနိုင်ခဲ့တယ်ဆွန်ရက်ကလက်သီးတွဲလုံးတွေရှေကန်ချက်တွေသုံးပြီးတော့အမှတ်ယူတဲ့အပိုင်းမှာဖြူဟာကောင်းသွားပြီးတော့အားသာခဲ့လို့အနိုင်ရခဲ့တာပါဒီတော့ပတ်ဝီရှစ်ကအဲ့အားနည်းချက်တွေကိုပြုပြင်ပြီးတော့ဒီပွဲမှာအနေထားတစ်ခုကိုပြန်လည်ပြင်ဆင်လာလိမ့်မယ်ဆွန်ရက်ကိုတုံ့ပြန်မှုအတွက်သူ့စီမှာဂိမ်းပလန်ကောင်းကောင်းတူရှိနေလိမ့်မယ်လို့ကျွန်တော်ဥစမိရခင်ဗျာ အဲ့တော့ဒီပွဲမှာဘယ်သူနိုင်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါလိမ့်မယ်။ပတ်ဝီရှစ်ကအရက်အဖင်ကျွန်တော်တို့ကငါးပေရှစ်လောက်မှရှိတယ်။စုံရက်ကတော့အရက်အဖင်ငါးပေ6လောက်မှရှိတယ်။ဒီတော့သူတို့နှစ်ယောက်ရဲ့ပွဲစဉ်ကအကျိနဲ့ရှိတယ်ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်တို့ယုံကြည်နေပါတယ်ခင်ဗျ။မြမဖိုက်တာစုံရက်အနေနဲ့ဒီပွဲမှာနိုင်ပွဲရယူပြီးပြိတ္တတွေကိုပျော်ရွှင်မှုတွေဆောင်ကျင်းပေးနိုင်မှာစေလို့ဒီနေ့အားနေ ဆုတောင်းပြီးတော့ဆန္ဒပြုလိုက်ပါရခင်ဗျာတ िश ူအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ